တေးချတယ်ကျွန်တော်တို့ကအရန်တန်တဲ့ကားတော့ကျွန်တော်မဝယ်ဘူးဘာလို့ကျွန်တော်ကြောက်တယ်ကြောက်တယ်အရန်တန်ရင်ဟောပတ်စံနေရဲ့နောက်မှာပြဿနာတွေရှိတယ်အဲ့ပြဿနာတွေရှိတဲ့အတွက်အဲ့ပြဿနာတွေကိုကျွန်တော်မရှင်းကျင်တဲ့အတွက်ဥမာကားတစီးကသူ့ပေါက်ဈေးတိုင်းကျွန်တော်တို့ရောင်းပေါက်ဈေးတိုင်းဝယ်တယ်အဲပေါက်ဈေးရဲ့အပေါ်မှာကျွန်တော်တို့ရဲ့အကျိုးမြတ်အဲတစ်ခုကိုပေါင်းပြီးတော့ကျွန်တော်ရောင်းတယ်ပေါ့နော်အဲ့တော့ပြဿနာထွေထူးတော့ရှင်းရတာမရှိဘူးအရန်တန်တဲ့ကားကြောင့်ကျွန်တော်တို့လည်းမဝယ်ရဲဘူး အခုနကျွန်တော်ရှင်းပြသလိုပဲเนาะပတ်ဆက်ရဲ့နောက်မှာပြဿနာတွေရှိတယ်ပြဿနာတက်လာရင်ရှင်းရမှာတန်တယ်ဆိုရဲနောက်မှာတော့တခုခုကြောင့်တန်နေတာပေါ့เนาะအဲဒီပွဲတက်ဖြစ်တာတော့ကျွန်တော်ဒီဒီကားပေါ့ဒီကားလဲစိတ်ဝင်စားရတယ်ပေါ့ဘာကြောင့်လဲစိတ်ဝင်စားเนาะ M3 တော့ကိုမင်းမင်းမောင်ကိုမင်းမင်းမောင်တို့ကိုထိုင်လင်းအောင်လုပ်နေရတယ် အဲအကိုဆရာတွေပါပဲအကိုဆရာတွေဆိုတော့အကိုဆရာတွေအားကြရလေးစားရတဲ့ကိုဆရာတွေပေါ့သူတို့ကားတော်လည်းလာတော့ဟုတ်တယ်ကားမှလည်းထူးခြားချက်တွေနဲ့အဲကားလေးနဲ့တအားစိတ်ဝင်လာကားလေးစိတ်ဝင်လာဖို့ကောင်းတယ်ဟုတ်တယ် Skyline ကတော့ဒါတော့ဆိုရပြီး600နဲ့2မျိုးပေါ့နော်630နဲ့တော့9နဲ့30ပေါ့620 620 620နဲ့9နဲ့20လားမျိုး20မျိုးရှိတယ်လို့ပြောတယ်ပြီးတော့ဆိုကြတော့အဲ620တော့ကြိုက်တယ်လို့ဈေးလေးလည်းမဆိုးဘူးနော်ပြီးတော့သူ့မှာပါတဲ့ function တွေနဲ့ပေးရတဲ့ဈေးပေါ့ အဓိကတော့ဈေးပေါ့ကျွန်တော်တို့ဒါသုံးဆွဲသူတွေကတော့အဓိကထားတာကတော့ quality နဲ့ဈေးပေါ့ဒါသူက quality လည်းကောင်းတယ်ဈေးကလည်းဒါလူတိုင်းစီးနိုင်လောက်တဲ့ amount တစ်ခုမှဆိုတော့ဒါအားလုံးကြိုက်ကြမယ်လို့လည်းထင်တယ်ကိုကိုတိုင်းလည်းကြိုက်တော့ဒီဘွဲကိုတက်ဖြစ်တာပါဟုတ်ကဲ့ဈေးကလည်း1300ဆိုဆိုလာမယ်เนาะ1300 grade နှမျိုးရှိတာပေါ့1300ဆိုဆိုနဲ့ grade တစ်ခု နော် grade မြင့်တာတော့1500နဲ့1600ပတ်လဲဆိုတော့ကိုတင်ပြောဆိုတာပါလဲ620ရရန်ကုန်ကနေပြီးတော့ကျွန်တော်မန်လေးထိကိုလာလိုက်ပေါ့လမ်းမှာ computer နဲ့အားလေးနည်းနည်းတွင်းတော့ဒါလည်းရောက်တယ်ပေါ့အဲဆို620ဆိုတဲ့နေရာမှာတော့သူကဒါအပြည့်ပေါ့620အပြည့်မောင်းလို့ရတယ်ဆိုတော့ဘာပြောပြောဒါ EV ကားထဲမှာတကယ်အမိုက်စားကြီးဖြစ်သွားတယ်မိုက်တယ်မိုက်တယ်မိုက်တယ်ကားရဲ့ရုပ်ထွက်နဲ့အတွင်းကားရဲ့ အဲလက်ဆွေစံတာကတော့တော်တော်မိုက်တယ်အတွင်းကအသားအဖြူတွေပါနေဆိုတော့အဲ့ဒါတော့ကြိုက်တယ်ကြိုက်ဤကတော့တော်တော်များကျွန်တော်လေးလာကြည့်ဒီကောင်ဒါလာကြည့်လိုက်တာနဲ့ဟိုဒါကြည့်လိုက်တာနဲ့ကြိုက်ပြီကြိုက်မြတ်တကားကြီးဆွဲဖွင့်လိုက်တာနဲ့မြင်လိုက်တာနဲ့ဒါလိုချင်သွားပြီတော့ကားကလည်းခက်ခက်ဟိုဤကြီးဆိုရောင်းသွားပြီတေးတာရရှိတာဒါဒီကားဆိုင်ကလည်းနေတော့ပဲအဲဒါကိုမင်းမောင်တို့ကိုထိန်နေအောင်တို့ဆိုတာလဲဒါကားလောကမှာနာမည်တစ်ခုနဲ့ brand တစ်ခုတိဆောက်ပြီးသားဆိုတော့ ဒါ तू ပိတ်သက်ပေါ့နော်သူ့ကိုယုံကြည်တဲ့လူတွေအားလုံးရှိပြီးသားဖြစ်တဲ့အတွက်ဒီ brand လည်းပေါ့မှာပေါ့ရှင်းမှလည်းဒါ VGB တို့ဘာလို့ဆိုလဲတွင်းထားတယ် VGB ဆိုလဲပေါ့တာပဲလေဟုတ်တယ်ဟုတ်တယ်ဆိုတော့ဒါ quality အားဖြစ်ဆိုရင်ဒါသူတို့လည်းတေချာလေးလာပြီးသုံးသက်ပြီးစမ်းပြီးတော့မှတွင်းလာတဲ့ပစ္စည်းတွေဆိုတော့နံပါတ်၁စိတ်ချရတယ်ရုပ်ပြူအချိန်ချိန်အချိန်ချိန်သွားပြီးတော့မှခဏခဏခေါက်တော့ခေါက်ပြန်လို့သူတို့သွားပြီးတော့မှတိတိကျကျလေးလာပြီးတော့မှသူတို့တွင်းလာတဲ့ကားတွေဘာလို့လဲကျွန်တော်တို့ Facebook မှာမြင်နေရတော့သူတို့သွားတာလေဟုတ် နှစ်မျိုးသလုံးကတော့ကောင်းပါရတယ်သူကောင်းတယ် EV ကြိုက်တဲ့သူကလည်း EV ပေါ့အာဒါ engine နဲ့စီးနေကြသူကကြတော့လည်း EV ဘက်ကိုမရွှေ့ကျင်သေးဘူးပေါ့မရွှေ့ကျင်သေးတဲ့အပေါ်မှာ engine ကလည်းစီးရတဲ့အဲ engine ကြိုက်တဲ့လူကလည်း engine ပေါ့ EV ကြိုက်တဲ့လူကလည်း EV ပေါ့အနှစ်ခုလုံးကောင်းတယ်အဲတဖြည်းဖြည်းနဲ့တော့ EV တွေကရန်ကိုဒါတွင်းတွင်းကြဲကြဲသုံးဆွဲရမယ့်ထဲမှာတော့ပါလာလိမ့်မယ်ဘောဆိုတော့ကျွန်တော်တို့တကြပါလုံးရဲ့အရွေးပေါ့နော် အဲကျွန်တော်လောင်စာစီ short chart ပါများဒါလေးကသက်မှာပတ်ဝန်းကျင်လဲဆိုနောက်ပိုင်းဒီအရပတ်ဝန်းကျင်လဲထိုင်းတိုင်းဖြစ်သွားလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်ဖြစ်လဲဖြစ်ဖြစ်သွားမှာပါဟုတ်ကဲ့ဘလူးနယ်ကတည်ဆောင်လောကမှာလည်းတွေ့တွေ့ပဲဟုတ်လားဟုတ်တယ်ဟုတ်တယ်တဲလဲမတဲဘူးကာလောကမှာလည်းဘာကြောင့်တွေ့တွေ့လို့မျိုးတခြားတကယ်ချင်းပေါ်တိုင်းလည်းတွေ့ရတယ်ပေါ့ဒါလေးလေးဟုတ်ကဲ့အဲကာလောကမှာတွေ့ရတဲ့တောင်းရင်က तू ကလောက်တာကြာပြီ အဲကျွန်တော်ကိုဗစ်မှာကျွန်တော်ပြောလို့ပြောကျွန်တော်အနုပညာရေးအားလုံးရန်နာထားတဲ့အချိန်မှာအဲကျွန်တော်ကအဲ့လိုပေါ့အင်းကြီးလေးရောင်းတာတို့အဲကျွန်တော်မိသားစုစီဝါရေးခေါက်ဆွဲအဲဆက်မှာအဲစီကျဲလိုက်ပြီးတော့ကျွန်တော်ရောင်းတာပေါ့နော်အဲ့ဒါလေးလုပ်နေကျွန်တော်အဲတဖြည်းဖြည်းနဲ့ကွာအဲဟိုထပ်ပြီးတော့ဒီတက်ကောင်းမှုပြီးတော့ကိုယ်တော့တိုးတက်မဲ့အလုပ်တစ်ခုလုပ်ချင်တယ်ဒါပေမဲ့ကျွန်တော်မှအဲ့လိုပေါ့လမ်းစားရည်လို့မရှိဘူးအဲတကယ်ကြီးကောင်းပါတယ်အဲဆိုကသူလုပ်နေတဲ့ကားအလုပ်ကိုကျွန်တော်ကိုဆွဲခေါ်လာတယ်အဲပြောရင်တော့ကားနဲ့ပတ်သက်ရင်တော့ဒါ ဆရာပါပဲ။ဟောအဲ့အလုပ်ကိုလုပ်ခဲ့တာပေါ့။လုပ်ခဲ့တာ။လုပ်ခဲ့တာဆိုကျွန်တော်အဲ့ရုပ်ရှင်ထဲမှာဆိုကျွန်တော်တချို့ဆိုလည်းကျွန်တော်ကြောင့်တစ်စစ်ပြောင်းသွားတဲ့လူတွေရှိတယ်။ကျွန်တော်ကြောင့်ကားရောင်းပြီးတော့ကားပြန်မဝင်နိုင်တဲ့လူတွေရှိတယ်။ကံတော့ကျွန်တော်ကျွန်တော်လာလာရောင်းတာသူ့မျိုးတွေပေါ့သူ့မျိုးတွေကားတယ်အကုန်လုံးပတ်ရောင်းရောင်းတယ်သူ့အိမ်လာမခံတော့ဘူးသူတို့ပြန်မဝင်နိုင်ဘူးကားစီးတွေကကားစီးတွေပြန်မလာတစင်းနဲ့တစင်းတက်သွားတော့ပါပါသွားတော့ဟုတ်လားအာမြက်ပြီးရောင်းလိုက်တော့ဆိုရောင်းလိုက်ပြီးတော့ပြန်မဝင်တော့ကားစီးတက်သွားတော့သူတို့ မဝင်နိုင်တော့အဲ့လိုလူတွေလည်းရှိတယ်ရုပ်ရှင်မှာလည်းအဲ့လိုပေါ့အဲကျွန်တော်လုံးနေရဆိုတော့ကျွန်တော်လာအပ်ကြတယ်ရောင်းပေးပါပေါ့ရောင်းပေးလိုက်တယ်အဲနှစ်ဦးနှစ်ဖက်အဆင်ပြေမဲ့ဈေးတန်းတစ်ခုနဲ့ရောင်းပေးလိုက်တဲ့အခါကျတော့ကျွန်တော်နံပါတ်လေးတစ်ဖြည်းဖြည်းနဲ့အဆင်ပြေတာအဆင်ပြေတာကဆင်းသင်းလောက်ရှိပြီနော်လေနော်အရှိတယ်ရှိတယ်ဟုတ်ကျွန်တော်တို့ကားရိုက်နေတဲ့အချိန်မှာတော့အဲ့လိုဖုန်းလေးတစ်လုံးနဲ့ရှူတင်ကနေပြီးတော့ဖုန်းပြောရင်းနဲ့အမှန်ကားပွင့်ရိုက်တယ်အဖေးအဖေးနဲ့ရှူတင်နဲ့ဝေးတော့ဟိုးဟိုးပဲထိရောက်သွားတယ်ဒီမှာဒရိုက်တာရိုက်တော့မယ်ဒီကောမရှိဘူးဟိုးပဲရောက်တယ်အာလာအော်ရအောင်ချားတာမင်းဘာလုပ်မှလဲ ကာယုံစားမှာလားကာယိတ်စားမှာလားအာလာပါပြီလာပါပြီအပြင်ရဲ့သူ့တော်အကယ်ဒမီပေးထားကာလောကအပြင်ကနေဘာပြင်ရင်လည်းကာလောကကိုမလာနဲ့တော့တဲ့အဲ့ရုပ်ရှင်ပဲရိုက်တဲ့ဒါလားစင်လားစင်ထောက်ပံ့ပေးဖယ်ပေါ့ပြောပြောသည်ဒီကတော့ကာလောကမရှိရင်ပြီးရောပေါ့ဒါနဲ့ပတ်သက်ပြီးရောကာနဲ့ပတ်သက်ပြီးရောတော့ तू ကတော်တော်ဟာ तू ကယူသွတ်တာတို့တကယ်ကိုအရင်တကယ်ကဝါဒနာလဲပါတယ်ဆက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အဲအရင်လဲလေးလာတယ်ကျွန်တော်ကားတူတူရိုက်နေတဲ့အချိန်မှာဆိုကြာပြီ အဲကျွန်တော်မေးမျိုးတွေပါလာရိုက်နေဒီကောအဲ့လိုဖုန်းတစ်လုံးနဲ့အွန်လိုင်းမှာဒီကောအဲ့လိုကားစီးရင်းတော့ဘယ်လောက်ယူတော့လဲရမ်းရှာတာအိမ်မှာအဲ့လိုအရန်ယူတွေ့တယ်ဘောနာကားတစ်စီးကိုမနဲ့ကျွန်တော်ကပတ်စံရလို့ခုနှစ်နိုင်လောက်ကနေရေးဆေးလိုက်ရင်ဆယ်နိုင်ဝဲလောက်မှပြီးတယ်နော်ဖုံမိုလေးရစားတေချာတိုက်ရင်လို့တယ်ကျွန်တော်အဲ့လိုကျွန်တော်ဟောကြတော့နည်းနည်းဟွာဖြစ်တော့ကျွန်တော်ဝါနာမပါဘူးဆက်ဆွဲတဲ့ဆက်တွေပါပေါ်လစ်ဆက်တွေပါဝဲကိုပေါင်တိုက်တာအဲတိုက်တာများတော့ဘာလဲလက်ကပြိုးကြတော့ဟုတ်တယ်ဒီမှာကားနဲ့ပတ်သက်ပြီးအဆုံရှိတယ်ဝါသနာပါဝါသနာပါ နှစ်ခုလုံးကတော့ဝါသနာကြောင့်လုံကြတာပေါ့ဝါသနာပေါ့ကားလည်းဝါသနာပါတယ်အဲရုပ်ရှင်လည်းဝါသနာပါတယ်ပေါ့နှစ်ခုလုံးဝါသနာပါတယ်နှစ်ခုလုံးလုံခွင့်ရရင်တော့နှစ်ခုလုံးလုံချင်တာပေါ့အခုကတော့လက်ရှိမှာတော့အဲရွေးချယ်မှုကတော့ဒီတစ်ဖက်ထဲမှာပဲလက်တလောလုံဖြစ်နေတာပေါ့အဲဝါသနာပါတော့နှစ်ခုလုံးပဲနှစ်ခုလုံးလည်းလုံချင်တာ တော့နေဒီအမှုပညာပေါ်မှာ ပေးဆက်ခဲ့ရတာလည်းတန်ပါတယ်အဲဒီချမ်းသာတို့ကျွန်တော်တို့ကားလောကမှာလို့အချိန်ပူပူလေးတွဲမှာအဲဒီလောက်တိနေရာလေးတခုရရတယ်ဆိုတော့ကျွန်တော်တို့ပေးဆက်ခဲ့တဲ့အမှုပညာကြောင့်ကျွန်တော်တို့ကျွန်တော်တို့မြင်တော့အော်ကားတွေကောင်လေးဒါမှလူမမြင်လူနာမည်မသိတော့လူမသိတယ်အဲအဲ့တော့ချစ်ကြတယ်ချစ်လို့ရောင်းပေးလိုက်တာရှိတယ်ချစ်လို့ပြန်ပြီးတော့ဝယ်တာရှိတယ်အယုံကြည်မှုပေါ့ဒါအမှုပညာပေါ်မှာပေးဆက်ခဲ့တဲ့ဟာနေပြရလာတယ်ဟိုနေမဲ့ပေါ့ဟုတ်ကဲ့ ကျွန်တော်လည်းရိုးရိုးသားသားပဲလုပ်ခဲ့တာပေါ့နော်မသိမသိဘူးမေးတယ်ဗျာဥမာရောင်းသူပေါ့ရောင်းသူ customer ကိုအခုကျွန်တော်တော့ဒီစိတ်ပိုင်းတော့မသိဘူးဒါမှန်ကန်မှုရှိရလားဆိုသူကလည်းဩဟိုရိုးရိုးသားသားမေးတဲ့အတွက်မှန်ကန်ပါတယ်ပေါ့စိတ်ချပါပေါ့ကျွန်တော်တို့ကလည်းစိတ်ချလက်ချနဲ့ဝယ်တယ်ပြန်ရောင်းတဲ့ဝယ်သူပေါ်မှာလည်းကျွန်တော်ကယုံကြည်စိတ်ချသွားတယ်ပြန်ရောင်းပေးတယ်ပေါ့နော်ပြန်ရောင်းပေးတဲ့အတွက်ကျွန်တော်တို့မှအဲ့လိုရှင်းရတဲ့ပြဿနာကြီးကြီးမားမားမရှိဘူးပေါ့နော် တေးချတယ်ကျွန်တော်တို့ကအရန်တန်တဲ့ကားတော့ကျွန်တော်မဝယ်ဘူးဘာလို့ကျွန်တော်ကြောက်တယ်ကြောက်တယ်အရန်တန်ရင်ဟောပတ်စံနေရဲ့နောက်မှာပြဿနာတွေရှိတယ်အဲ့ပြဿနာတွေရှိတဲ့အတွက်အဲ့ပြဿနာတွေကိုကျွန်တော်မရှင်းကျင်တဲ့အတွက်ဥမာကားတစ်စီးကသူ့ပေါက်ဈေးတိုင်းကျွန်တော်တို့ရောင်းပေါက်ဈေးတိုင်းဝယ်တယ်အဲပေါက်ဈေးရဲ့အပေါ်မှာကျွန်တော်တို့ရဲ့အကျိုးမြတ်အဲတစ်ခုကိုပေါင်းပြီးတော့ကျွန်တော်ရောင်းတယ်ပေါ့နော်အဲ့အတွက်ပြဿနာထွေထူးတော့ရှင်းရတာမရှိဘူးအရန်တန်တဲ့ကားကြောင့်ကျွန်တော်တို့လည်းမဝယ်ရဲဘူး အခုနကျွန်တော် ရှင်းပြသလိုပါနော်ပတ်စံရဲ့နောက်မှာပြဿနာတွေရှိတယ်ပြဿနာတက်လာရင်ရှင်းရမှာတန်တယ်ဆိုတဲ့နောက်မှာတော့တခုခုကြောင့်တန်နေတာပေါ့နော်အားလုံးကတော့ချစ်စရာကောင်းတယ်ကျွန်တော်တို့ဒီရုပ်ရှင်လောကမှာလည်းအားလုံးကကျွန်တော်ညီကုံမောင်နှမလေးလို့ချစ်စရာကောင်းသလိုကျွန်တော်ခုရဲ့နောက်စီးပွားရေးတစ်ခုအနေနဲ့လုပ်တဲ့ဒီကားလောကမှာလည်းအားလုံးကချစ်စရာကောင်းတယ်ချစ်ဖို့ကောင်းပါတယ်ချစ်စရာကောင်းတဲ့ဆိုတဲ့နေရာမှာတော့ဟိုဘယ်လိုပြောမလဲအဲကျွန်တော်တို့မသိဘူးမသိတာကိုမေးရင် အဲရိုးသားဆုံးမင်းရိုးသားဆုံးပြန်ဖြေကြရတယ်ပြန်ကြရတယ်ကျွန်တော်တို့အဲဈေးတန်းတစ်ခုမသိရင်မင်းလည်းအကုန်ပေးကြကြအားလုံးကညီကိုမောင်မားတွေလိုပဲချစ်စရာကောင်းတဲ့အတွက်ကြချစ်စရာကောင်းလို့လည်းကျွန်တော်တို့ဒီကားလောကမှာပျော်နေတာနောက်နှစ်ယောက်လုံးတော့ဟိုကားလောကစီနီယာအကိုစီအကုန်လုံးဆောက်ရှောက်ကြပါတယ်ဆောက်ရှောက်ကြပါတယ်ဆောက်ရှောက်ကြပါတယ်အဲ့အတွက်လည်းအားလုံးလည်းကျေးဇူးတင်ပါတယ်ပြီးတော့ဒါခုနှစ်ရသားသမီးပေါ့နော်ကားစီးနိုင်တယ် အဲကားစီးနိုင်ကြမယ်ဆိုရင်ဝမ်းသာစရာကောင်းတယ်လူတိုင်းကားစီးနိုင်တယ်ဆိုတာကတော့ဝမ်းသာစရာကောင်းတယ်အဲ့တော့အဲဒီမှာကားလောကမှာရှိတဲ့ဒါဟိုမှန်ကန်နဲ့ဒါအကုန်လုံးရောင်းဝယ်နေကြတယ်ဆိုရင်ဒါပျော်စရာကောင်းပါဟုတ်ကဲ့